ဂျပန်နိုင်ငံကူရှူးတက္ကသိုလ်တွေကကြောက်စရာကောင်းတဲ့မျက်နှာမဲ့တရေအွန်လိုင်းမှာမြင်လာပါစေ။အွန်လိုင်းချန်နယ်မှာပြန်လည်ကြည့်ရှုလိုက်ပါလေ။ဂျပန်နိုင်ငံကကူရှူးတက္ကသိုလ်တွေမှာအဆောင်တွေကျောင်းသားကျောင်းသူတွေကို၆လမ်းလေးရှိတယ်။တရေတကောင်ရှိပါတယ်။အဲ့ဒီတရေဟောင်းဒီတက္ကသိုလ်ကြီးမှာရှိနေကြတာနှစ်ပေါင်းများစွာကြာပြီဖြစ်ပြီးတက္ကသိုလ်ရဲ့ရှိမျိုးကိုစွန့်လန်းနေစိတ်ကြောင့်ပဲဒီနေ့ချိန်ထိမကျွလွန်နိုင်သေးပါဘူး။ဒီတရေကိုတော့မျက်နှာမဲ့တစိမ့် ဒါမှမဟုတ်မချွတ်လွတ်သေးရင်ចောင်းဝင်းတွေကမျက်နှာပြောင်တည်ရဲလို့ចောင်းသားတွေကခေါ်ကြပါတယ်။ဆိုတော့ဒီတည်ရဲချင်းရဲ့ចောင်းကိုဖြစ်ဖြစ်ဆုံဆုံသိရဖို့အတွက်ဆောင်းလေးချုံနှစ်ချက်လေးတက်ပြီးဗီဒီယိုကိုဆုံးနေတဲ့အတူကြည့်လိုက်ကြအောင်ပါ။ကုရှူတက်ကတူကြည့်ရင်တက်ကတူစာကြည့်နိုင်နေမှာចောင်းပန်းချန်တစ်ခုရှိပါတယ်။အဲ့ဒီចောင်းပန်းချန်ရဲ့ကလျံမှာတော့ចောင်းသားចောင်းသူတွေတဲခုံဖို့အတွက်ပေးထားတယ်။အဆောင်လေးများပြရှင်နေပါတယ်။အခုပြောပြမယ့်မျက်နှာမဲ့တည်ရဲဟာ ညဆိုရင်အဲ့ဒီပန်းချံတဲ့ဆောင်းလေးရဲ့ဝင်းကျင်မှာကျင်းလေကျဆောင်းလေးရှိတတ်ပါတယ်။နေကင်းမိုင်းမှာတော့ဒီနေရာဟာတက္ကသိုလ်ချင်းရဲ့မိန်းလမ်းမကြီးဖြစ်တာကြောင့်ကျောင်းသားကျောင်းသူတွေနဲ့စီကားနေတတ်ပေမယ့်ညကိုရောက်ပြီးဆိုရင်ဒီတရေကြီးကြောင့်ဘသူမှတယောက်တည်းပြင်မသွားရကြပါဘူး။ဒီတရေကိုမှတ်တမဲကြီးနိုင်ရင်တော့လူသားတယောက်လိုသာထင်ရပေမယ့်အနာကိုရောက်သွားတဲ့အခါမှာတော့သူ့ရဲ့မျက်နှာမှာမျက်လုံးနှာခေါင်းပါးစပ်ဘာစိုးပါမှရှိမနေပေမယ့် ဒီတိုင်းကြီးပြောင်းသလင်းခါနေတာကို တွေ့ရမှာဖြစ်ပါတယ်။တခါတော့ကတက္ကသိုလ်တွေကညဆောင်တရားဟာစာကြည့်ရိုက်ပတ်ဝန်းကျင်ကို ကင်းလေစစ်ဆေးနေတော့အပေါင်းအဝါမှာမတ်တရံနေတဲ့အမျိုးသားတယောက်ကိုတွေ့လာရပါတယ်။သူ့လင်းနှောင်းကိုကပ်ပြီးဓမီနဲ့လှမ်းထိုးကြည့်နေခါသူ့ရဲ့မျက်နှာမှာဘာစူဘာမှရှိမနေပဲပြောင်းလဲနေတာကိုတွေ့လာရတာကြောင့်ကြောက်လန့်ပြီးနေရာကနေထွက်ပြေးခဲ့ရပါတယ်။ သူရဲ့ပြောပြခြင်းအရအဲ့ဒီလိုဝတ်ထားတဲ့အင်္ဂီဟာတက္ကသိုလ်ပေါမောက်ခဆရာတွေဝတ်လို့ရှိတဲ့ဝတ်စုံကိုဝတ်ထားတယ်လို့ဆိုပါတယ်။နောက်တစ်ခါကြုံခဲ့ရတဲ့သူကတော့အဆောင်နေចောင်းသားတယောက်ဖြစ်ပါတယ်။သူဟာညဘက်စာချက်ရင်ပန်းညာဘက်ကိုလမ်းလျှောက်ထွားမှတစ်ပင်တပင်ရဲ့အနီးမှာမတ်တက်ကြီးရက်နေတဲ့မျက်နာမဲတစီကိုလှမ်းတွေးခဲ့ရတယ်လို့ဆိုပါတယ်။မျက်နာမဲတရဲရဲ့ချောင်းလန်နာကိုခံရတဲ့သူများစုဟာအဆောင်မှာနေကြတဲ့ចောင်းသားတွေဖြစ်ပါတယ်။ တခါတလေမှာသူတို့အိတ်နေတော့တရေကပဒင်းပေါက်ကနေမတ်တရက်ပင်လာကြည့်တက်တယ်လို့သိရပါဗျ။တခါတော့ငါကျောင်းသူတယောက်ဟာစာကြည့်လိုက်တယ်မှာမပြီးသေးတဲ့ project တစ်ခုကိုလုပ်နေရင်မိုးချုံသွားခဲ့ပါဗျ။အဲ့ဒီအချိန်တခါရဲ့ပြင်မှတ်မှာလူတယောက်မတ်တရက်နေတာကိုတွေ့နိုင်ရပါဗျ။ပထမတော့သူမဟာတက္ကသိုလ်ကပေါင်မောက်ခတယောက်လို့ထင်လိုက်တာပါ။ဒါပေမဲ့နားကိုတိုးသွားကြည့်တဲ့အခါမှာတော့မျက်နှာမဲတစ်စီဖြစ်နေတာကို တွေ့လိုက်ရပါဗျ။ ကြောက်ကြောက်လန့်လန့်ချက်ပေးကလေးကိုနှိမ့်လိုက်တဲ့အခါအဆောင်နေရောက်လာပြီးတရေလေးပျောက်ကွယ်သွားပါတယ်။ဒူဆန်နာကဒီတရေဟာ သူ့ကြောက်လန့်တဲ့အခါတိုင်းဘယ်ကုမရွေရှားမှုမရှိဘဲနေရာမှာပဲမတ်တက်ကြီးရက်နေလေးရှိတာပါ။ကောလာဟာလာရီယာဒီတရေဟောင်းတခါတော့ကကုရှူးတက်ကတူရဲ့ပေါမောက်ခတရားဖြစ်ပြီးအဆက်တကွဲကျူးနေကိစ္စတခုနဲ့ဆွဆွဲခံရတာကြောင့်သူဟာစာကြည့်လိုက်တယ်မှာပဲကိုကိုကိုတက်သေးခဲ့ပြီးတရေဖြစ်ခဲ့ရတယ်လို့သိရပါဗျ။ ဒီမျက်နှာမဲ့တရင်နဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်ကိုလည်းကွန်မန့်မှာ ရေးသွားပေးခဲ့ကြပါအောင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးခဲ့ကြတဲ့တင်ယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်